ဆက်လင်းစာမှာတော့ပီကျင်းမြို့အထက်တန်းကျောင်းကရှန်ဟာယမြို့တော်မှာအထက်တန်းကျောင်းအတွက်ဗောလီဘောကစားနေခဲ့ကြပြီးရဲ့နောက်တာဆုံး10မိနစ်နဲ့စက္ကန့်40ပဲကြာပါတော့တယ်။နောက်ဆုံးအဖြေကသူတို့ရဲ့ကျောင်းရဲ့အဓိကအမှတ်ကိုကျော်ဖြတ်လာခဲ့ပြီးရဲ့နောက်မှာတော့ကျောင်းမှာအကျဉ်းရိုက်နေခဲ့ကြပြီးတော့ဘောလုံးအတဲတန်ပြန်ယူနေခဲ့ကနောက်ပြန်ရဲ့ဆက်နေရိုက်ချပေးလိုက်ပြီးတော့အဖွဲသားတွေအတွက်ကတော့စုခုပေးနိုင်ခဲ့ပါတယ်။ရှိဖူးကြောင်းတော်ကတမန်နဲ့ဦးဆောင်ထားခဲ့ပြီးရင်နောက်ဆုံးတမန်ပါပဲသူတို့ဘက်ကဘောလုံးကိုအရင်ကန်ရတာမလို့ ရှောင်အောင်ပေးတဲ့အချိန်မှာတော့ဘော်ရီခူတာခဲ့ပါရဲ့ဆံပေါင်းကလည်းလွတ်တဲ့နေရာရောက်အောင်ပြေးထွက်ခဲ့ပြီးတော့ရှောင်ဟန်ကိုပြစ်ပေးလိုက်တဲ့အချိန်မှာဒိုင်းအိုက်ပစ်ချက်နေပဲလှမ်းခုန်လိုက်တဲ့အချိန်တဲတဲကျသွားခဲ့ပြီးတော့အမတ်ထက်တိုးသွားခဲ့ပါရဲ့တဖက်မှာတော့တမ်မန်တိုက်စစ်ကိုစတိုက်ဆက်လုပ်ခဲ့ပြီးရဲ့အချိန်မှာပြေးထွက်လာခဲ့ကြပြီးလွတ်ထွက်သွားတဲ့အချိန်မှာတော့အမတ်ပြန်ရပြီလို့ထင်ခဲ့ပေမဲ့ချိန်တော့ကလည်းရှောင်ဟန်ကမေရောက်လာခဲ့ပြီးတော့ခုနောက်တန်းဒီပြန်ဆင်းလာခဲ့ကအမတ်ကိုပြန်ယူထားခဲ့ကြပါမယ် တယောက်တည်းပြန်ဆွဲလာပြီးတော့လက်ပတ်နေခဲ့တဲ့အချိန်မှာရှမ်ပောင်းရဲ့ရှိကနေကထားခဲ့ပြီးတော့ရှမ်ပောင်းကတော့ရွေကြက်ရှိရှိနဲ့ကိုဖြုံတီးပေးလိုက်ပြပါတယ်။စက္ကန့်40လောက်ကြာမှစတင်ပြေးထွက်လာခဲ့ပြီးတော့ခြေဦးကနေထွက်လာနိုင်ခဲ့ကရှိကပိတ်ခိုင်းထန်ကောင်ကိုလည်းအယောင်ပြပြီးတော့နားပေါင်းနဲ့ပဲလက်ထွက်ပြီးပြေးလိုက်ကကောင်းမွန်တဲ့ကြံ့အင်းနဲ့အနိုင်ယူခဲ့ပါတယ်။ဒီလိုနဲ့ရှင်ဖို့ကြောင်းတော့ကအမတ်ပြက်နဲ့အနေရသွားခဲ့တာကြောင့်နံပါတ်လောက်ကိုဂုံယူနေခဲ့ကြပြီးရနာမှာတော့စိတ်မီဖိုင်တွေကိုတက်သွားခဲ့ကြပါတယ် ပြည်ရင်းကြောင်းအကစားပွဲတွေဟာသူတစိတ်တွေကိုပေးခဲ့ပြီးတော့အရန်တော်လွန်တဲ့အကြောင်းသားတွေကိုခေါ်ယူလို့ရှိတာမလို့ဒီနေ့မှာလေရှေဖိုးကျောင်းတော်ကအမတ်စင်ဖြစ်တဲ့အမတ်ကိုကရှန်ဖုံးဖြစ်ပြီးတော့ပူမိုဝီထူးချွန်လာတာကိုလည်းစောင့်ကြည့်နေခဲ့ကြပါရဲ့အရက်က190စင်တီမီတာလောက်ရှိပြီးတော့ခေဖို့ကြောင်းတော့က MS င်ကိုဖြည့်ပြီးတော့ပြိုင်ပွဲဒီမှာ40ရာခိုင်နှုန်းဒီပြင်နှုန်းရှိပြီး39ရာခိုင်နှုန်းက3မှတ်ပြင်နှုန်းနဲ့76ရာခိုင်နှုန်းကဖတီးပြင်နှုန်းတွေရှိနေခဲ့ပါတယ်။ ပြိုင်ပွဲအဆင့်နေမှာလေရမတ်တွေကောင်းတဲ့အတွက်ကြောင့်မလို့အမျိုးသားထက်တန်းကျောင်းနေမှာပါချန်ဖုံရဲ့နံပါတ်ကနံပါတ်9ဖြစ်လာခဲ့ပါတယ်။ဂျီလိုနဲ့တွားနေရင်ဟာလေချန်ဖုံဦးဆောင်နေရှီဖူအဖွဲ့ကဒီရာဒီပြီးတဲ့ final မှာတော့ final ကိုတက်လန်းခြင်းမရှိခဲ့ကြပါဘူး။ semi final ရဲ့ပေကျဲမှာအင်အားအကြီးဆုံးပြိုင်ပွဲဖြစ်တဲ့ပြိုင်ကျောင်းတော့ရှုံးနေခဲ့ပြီးတော့ semi final မှာပဲနှုတ်ထွက်ခဲ့ရပါတယ်။ ုတိယနှစ်ကိုရောက်လာခဲ့ကြပြီးဖြစ်မှာရှန်ဖုံးအတွက်တော့နောက်ထပ်ပထမဆုဖို့ရဖို့မျှော်လင့်ချက်ရှိနေခဲ့ပြီးသူရဲ့နောက်မှာလည်းပြိတ္တအခိုင်မာရှိနေပါသေးတယ်။ဆန်ညန်းဆိုတဲ့ကောင်လေးတယောက်ကတော့ပီကျင်းမျိုးကိုရောက်လာခဲ့ကြကသူ့ရဲ့အမဖြစ်သူတဲ့မအားရင်အတွက်ကြောင့်မလို့ကိုတိုင်မဲတက်စီစီပြီးပြန်လာဖို့အတွက်ဟုံးလန်းပြောနေခဲ့ပါသေးတယ်။ဆန်ကြားကလည်းတက်စီငါးကြီးထွက်လာတဲ့အချိန်မှာတော့နောက်ကနေလူတယောက်လိုက်နေခဲ့တာကိုကောင်းကောင်းသိတာမလို့လှည့်ရိုက်ခဲ့ပေမဲ့နောက်မှရှိမနေပဲနဲ့သူ့ရဲ့ရှိကိုရောက်နေခဲ့ပါသေးတယ်။ ဆန်ရန်ကိုတော့အမားဖြစ်သူကနိုင်ဂျိုခိုင်လို့ခေါ်လာတာဖြစ်ကြောင်းပြောနေခဲ့ပေမယ့်ဆန်ရန်ကလည်းဖုံးစားကြည့်လိုက်တဲ့အချိန်မှာအမားကတော့လူသူဖြစ်ကြောင်းပြောခဲ့ကတန်နေအောင်ပြေခိုင်းခဲ့ပါတယ်။လမ်းသွဲမဲ့အချိန်မှာတော့ဆန်ချန်လေးပြေထလာခဲ့ပြီးတော့နာဂါကောင်ကတော့ရှိနေတဲ့အတွေ့ကိုတော့ခွဲထုတ်ပြလိုက်ပြီးသူ့ရှိမှလာမလို့ရင်လို့ပြောခဲ့ပါတယ်။ဆန်ချန်လည်းပြင်းနေရင်ကနေတန်လန်းတရာပေါ့ဒီပြေးတက်လိုက်ခဲ့ပြီးရင်တော့တရားကြီးလည်းမော်လာအောင်ပြန်ပြီးတော့ဖမ်းမိသွားခဲ့ပါတယ်။ ဆန်ကြံကလေးတပတ်လောင်းသူ့ရဲ့အိတ်ကိုအရင်ပြစ်လိုက်ပြီးတော့ကူသားခဲ့တာကြောင့်လွတ်သားခဲ့ပြီးတဲ့အချိန်မှာတပတ်ရောက်တော့ကားနဲ့တက်ခိုင်ရမလို့တော့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒါရီအားလုံးကဆန်ကျန်းရဲ့အမဆောက်နောက်ပြီးတော့စီလင်ခိုင်နာအပြစ်ကြောင့်ပြန်လေတောင်းမှန်နေခဲ့ကဆန်ကျန်းကလည်းစိတ်တည်အရန်စိုးနေခဲ့တာကြောင့်ဘဲကင်ဝဲကျွေးမယ်လို့ပြောခဲ့ပါဗျ။ ဆန်ချန်းကတော့သူကပြီးချင်းမှာလူရှာဖို့အတွက်ရှိနေကြောင်းပြောခဲ့ပြီးရှန်ဖောင်းတို့လည်းတက်လာခဲ့ကြတဲ့အချိန်ကြာပြစ်တဲ့အတွက်ကြောင့်ရှီဖူးကိုပြောင်းလာခဲ့ကဘတ်စကတ်ဘောလို့တော့တော်တော်လေးယူတုတဲ့သူတယောက်ပဲဖြစ်ပါတယ်။ဆန်ချန်းကလည်းကားပိုက်နေတဲ့အချိန်မှာဘီနာမှာဘတ်စကတ်ဘောကစားနည်းရောက်တွေ့လိုက်ရတော့တွေ့တွေ့ချင်းပါပဲဝင်သွားခဲ့ပြီးရဲ့နောက်မှာနောက်မှလိုက်လာမယ်လို့လှမ်းပြောလိုက်ပါသေးတယ်။ သူ့အမောက်အရင်ပြန်ခိုင်းလိုက်ပြီးတော့ခြံချမ်းနဲ့အတူဆော့အောင်လို့ပြောနေခဲ့ပေမဲ့လုံဝကယူမဆိုင်ပဲနေနေခဲ့ကခြံချမ်းကလည်းသူကကစားကွင်းနဲ့တပတ်လှည့်ပြီးတော့တင်းပြလိုက်ပါတယ်ဒါပေမဲ့တစ်ဖက်ကတာမတ်ပြင်မပြောရတဲ့အတွက်ကြောင့်ဒီလောက်ကစားပုံရှိတာရှီဖူကျောင်းသားပဲဖြစ်ရမယ်လို့ပြောခဲ့ပြီးတော့ဝက်ဆက်ဒီပိုင်းကျောင်းခဲ့ပေမဲ့လေသူ့ရဲ့ပေါ့လုံးကိုပဲပြန်ယူသွားခဲ့ကဂယူးမဆိုင်ပဲထွက်သွားခဲ့ပါတယ်။ ရှန်ကျန်းရောက်လာတဲ့အချိန်မှာတော့အမားဖြစ်သူကိုရှန်ယုံမတွေ့ရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အိတ်တွေကတခုတည်းသောတန်မုံကြီးသောအရာဘတ်ကတ်ဘောထော်ပြီးတော့တင်လာခဲ့ပါတယ်။သူ့ရဲ့အိုင်တော်ကရှက်ဖုံးဖြစ်ပြီးတော့ပေကျင်းမျိုးတော်ရောက်လာရတဲ့အကြောင်းရင်းကလည်းအတူတူကစားခြင်းတွေအတွက်ကြောင့်မလို့ရှီဖူးကျောင်းတော်ကိုလည်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။အဲ့ရဲ့မှာတော့ចောင်းသားရဲ့အချိန်မှာရှီဖူးចောင်းမဟုတ်ပဲသူအမဖြစ်သူအတာလာဂျေမီចောင်းမှချီတဲ့ပေဖူးចောင်းတော်ပဲဖြစ်ပါတယ်ဒီလိုနဲ့ចောင်းမပြီးအပ်ပေးလိုက်တာကြောင့်တော်တော်လေးကိုစိတ်ညစ်သွားခဲ့ပြီးတော့ ောင်းတော့ဝင်ခွင်ကိုလေမပြည့်ကျင်မဲနဲ့ဖြည့်လိုက်ရခဲ့ပြီးတော့သူ့အမကျင်ရောအချင်းရောက်ပြီးတော့ကျောင်းတော့မှာပြီးတော့အပ်ပြီးလိုက်တယ်ဆိုပြီးတော့တင်းနေခဲ့ပါသည်ရှင်းရုံကတော့အလုံးမအားရတူဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်းဖေပူနဲ့ကျင်းရှိဖူဆိုပြီးတော့အတူတူထင်ပြီးတော့အလိုက်တာဖြစ်ကြအောင်ပြောပြပြီးဖုံးချသွားခဲ့ပါတယ်။ဒါရောက်ချင်းမှာတော့ရှင်းညာကလေလေးချင်းကနေပိုင်းလုံနေခဲ့ရပြီးတော့ရှေးကနေရှင်းဖူကြောင့်အတူပြန်သွားတွေ့ရတော့ပြောရလေပြောနေခဲ့ပါတယ်။ အထက်ကမှအရက်ရှိသောနှကောင်တွေ့ရတာကြောင့်ဝါတော့ကလည်းဘတ်စကတ်ဘောအဖွဲ့ဝင်ဖြစ်မယ်လို့ပြောနေခဲ့ကစံချင်းကသူတွေနဲ့သူလဲဝါသနာပါကြောင်ပြန်ပြောခဲ့ပါတယ်သူတို့တွေတပတ်ကွင်းမှာခစားနေတာမလို့အခုသွားဆော့ကြမလားဆိုပြီးပြောနေခဲ့ကဘာတော့တယောက်ကတော့အကြံထုတ်ပြီးတော့မူလဲချင်အောင်ဆောင်းလိုက်ပါရဲ့နှစ်ယောက်သားအတူတူတပတ်အုပ်တိုင်းကိုဖျက်ကျော်သွားခဲ့ပြီးရင်တော့တပတ်မှာတော့ပြဖူးကြောင်းတော်အကြောင်းသားတယောက်ကိုသူတို့လည်းထဲဆော့နေခဲ့ပေမဲ့အထင်သေးတဲ့ပုံစံနဲ့ကစားနေခဲ့ကြပါရဲ့ ကြောင်ပြန်လို့ဆိုပြီးတော့အမှတ်ရလိုက်တဲ့အတွက်ကြောင့်မလို့ပေဖူးကြောင်တော်အကောင်ကြီးကရှီတိုးအထိုးလာပဲလုတ်တဲ့ကြရဲ့ကောင်ကြီးဆိုပြီးဝိုင်းလောက်နေခဲ့ကြတဲ့အချိန်မှာတော့ဝါတုံးနဲ့ရှင်ကြံတို့ရောက်လာခဲ့ကြပြီးတော့သူတို့နဲ့ကစားဖို့အတွက်ပြောခဲ့ပါတယ်ဝါဒုတ်တို့ကလည်းတောင်ရောက်စီကစားခဲ့ကြပြီးရင်တော့ဝါဒုတ်ကပထမတစ်ယောက်ကိုလှည့်ထွက်ပြီးကြော်ထွက်လာကနောက်တစ်ယောက်ကိုလည်းဟန်ပြဖြတ်ကြော်လိုက်ပါတယ်။ဝါဒုတ်လည်းပိုက်ခဲကိုထည့်လိုက်ခဲ့ပေမဲ့အဓိကကစားသမားကိုတော့မကြော်နိုင်ဘူးဆိုပြီးတော့လာလူသွားရဲ့အချိန်မှာတော့ရှင်းညက်စီကိုပေါ်လုံးရောက်သွားခဲ့ပါတယ်။ ကျင်းညာကလည်းအဓိကကစားသမားကပြောရင်ရှီဖာအကြောင်းအကုန်သိတယ်လို့ပြောခဲ့ကစင်မီဖိုင်နယ်ကိုတက်ရတော့သူကသူ့ကိုတင်ပေးထားတဲ့သူတယောက်တည်းလို့ပြောပြခဲ့ပါတယ်။နှစ်ယောက်သားပြီးနေတဲ့အချိန်မှာတော့ရှင်းကြကလည်းကြော်ပြလာနေခဲ့ပြီးရင်တော့ငငယ်တော့ဟာရှီဖောင်းကိုယ်တိုင်သူ့ကိုဘတ်စကတ်ဘောတင်ပေးခဲ့တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ရှင်းကြကလည်းနောက်ဆုံးအဓိကဆိုတဲ့အကောင်ကို free ball နဲ့ပြစ်ပေးလိုက်ခဲ့ပြီးရင်တော့ဘယ်လန်းနဲ့ပဲလှမ်းပြစ်လိုက်ခဲ့ကအမတ်ယူပေးလိုက်တာကြောင့်အလုံးလေးတန်အောင်နဲ့ဖြစ်နေခဲ့ကြပါတယ်။ နာမပါတော့စီနီယာကြီးတဲ့ဘော်ဒီခုပြီးတော့တိုးတက်လာတော့မခုခံနိုင်မင်းနဲ့ကြော်တက်သွားရင်အချိန်ပါတော့အမတ်ယူလိုက်ပြန်ပါလေအထဲကကောင်မလေးကြောက်လေကြားထဲကိုဖြတ်တန်းလာခဲ့ပြီးတော့ပီပူးချောင်းကမင်းတီးသွားခဲ့ကဗီဒီယိုပိုင်ရိုက်လာခဲ့ပြီးတော့ချောင်းမြလိုက်တဲ့ပေါ်လုံးတော့ဂျာပြက်ယူလိုက်ပြီးတော့ချင်းကြလေနှစ်ယောက်ဂျာတွေကနေဝါတုတ်ကိုလှမ်းပြေးပေးလိုက်ပါတယ်ဝါတုတ်လေနှစ်ယောက်လုံးဖြတ်ကျော်လာခဲ့ပြီးထွက်လာခဲ့ကစံချောင်းကပိတ်နေခဲ့တာကြောင့်နောက်ပြက်မှတ်ကိုပေးလိုက်ပြီးတော့အမတ်ယူထားခဲ့ပြန်ပါတယ် ဖန်ချောင်းလေးနောက်တစ်လုံးမှာတော့လှဲတက်မယ်အလုံးမှာဖက်လူနေခဲ့ပြီးရင်တော့ရှယ်ပလန်နဲ့ကစားနေခဲ့ကနှစ်ယောက်လုံးဖြတ်ကျော်လာခဲ့ပြီးအမတ်ထက်ယူပြန်ပါတယ်ဝါတော့ကလည်းစံကြောင်းကိုအခုမှစတွဲခဲ့ပေမဲ့တော်တော်လေးကိုအတွင်းညီနေခဲ့ပြီးတော့ဘေးကသူတွေတောင်မှဖက်တီနဲ့ဘဲတန်ဆိုပြီးတော့နာမည်ကြီးသွားခဲ့ပါသေးတယ်။စံကြောင်းလည်းတော်တော်လေးတင်းသားခဲ့ပြီးတော့ထိတ်ထိုက်ပြီးလာတာတောင်မှချင်းကြောင်းကိုလုံးဝမကြုံနိုင်အောင်ပေါ်လုံးမှပြန်သာသွားခဲ့ပြန်ပါတယ်။ ချဲကြံတို့လည်းဘောလုံးပြန်လူရင်းနဲ့ဘောလုံးစင်ထဲမှာဗီဒီယိုရိုင်းနေတဲ့ကောင်မလေးစီကိုဘောလုံးစင်သွားခဲ့ပြီးတော့မျက်နှာကိုမှန်သွားပြီးတော့ဖုံးမကွဲသွားတဲ့အတွက်ကြောင့်ငိုနေခဲ့ကချဲကြံတဲ့ဝါတော့ကိုတော့နေမကောင်းကြအောင်ဆောင်လို့လာခေါ်သွားခဲ့ပြီးတော့ဆရာလေးတန်ပေးမယ်ဆိုပြီးတော့တီးသွားခဲ့ပါသေးတယ်။ပေဖူးចောင်းတော်ဆိုတာကရှေဖူးចောင်းလို့မဟုတ်ဘဲနဲ့အာဂါသာလုံးဝမရှိတဲ့ចောင်းတော်ဖြစ်ပြီးတော့သူတို့ရဲ့လက်မှုပညာတွေနဲ့ AI ပညာတွေကြီးတာရှိတဲ့တော်တော်လေးကိုစိတ်ပြတ်စရာကောင်းနေတယ်ပါတယ်။ ချေဖာနဲ့ဝါဒွတ်အတွက်ကတော့စကားပြောနေကြရင်နဲ့ရှင်းကြံဒီကိုရောက်ရောက်ချင်းကကစားဖို့ညင်ငံ့ခဲ့တဲ့ကောင်ကဒီကြောင်မှာစအတော်ဆုံးနဲ့ရုတ်ချောင်းချောင်းဖြစ်နေရတော့တွေ့လဲရခဲ့ပြီးတော့ဝါဒွတ်ကတော့မကြည့်ပြတဲ့ကောင်ဖြစ်နေခဲ့ပါတယ်ရှင်းကြံကလည်းသူမကြည့်နဲ့တာဒီကြောင်မှဘာမှမရှိရဲ့အတွက်ကြောင့်ပဲလို့ကြောင်ထမဲ့ကြီးတကယ်ကလုံးနေခဲ့ပြီးတော့ရှင်းကြံကလည်းသူ့ရဲ့ကြောင်လာကကိုပြီးထားရဲ့အတွက်ကြောင့်မလို့အမားဖြစ်သူကတော့ပတ်ဆိုင်ဆိုင်ရတာမလွေကြောင်လှမ်းပြောခဲ့ပြီးရင်နောက်မှာတော့ကြောင်ပေါင်းလို့မရဖြစ်နေခဲ့ပါတယ် နောက်ကကောင်းလေကောင်မလေးတယောက်ရလာခဲ့ပြီးတော့သူ့ရဲ့ဖုန်းကိုအစောနာဘောလုံးမှန်ပြီးတော့ကွဲသွားအောင်လုပ်တဲ့အတွက်ကြောင့်မလို့ပင်ရောက်ခိုင်းနေခဲ့ကရှင်းကြံကားလေးနှစ်ရက်လောက်အချိန်ပေးပါလို့ပြောခဲ့ပါတယ်။ကောင်မလေးလင်းချော်ကြီးမပြီးရင်တော့အချိန်နေတစ်ခုခုသဘောတူညီလို့ရတယ်လို့ပြောခဲ့ပြီးတော့ရှင်းကြံလင်းပါလီရဆိုပြီးတော့လန်သွားခဲ့ပါတယ်။ကောင်မလေးဟာသူ့ကိုပေးဖို့အထက်တန်းကျောင်းတော်ရဲ့ပထမဆုံးတိုင်ရိုက်တာဖြစ်တဲ့ကောင်းဆောင်ကစားသူဖြစ်ကြောင်းပြောခဲ့ပြီးရနာမှာတော့ခရောင်ဖြစ်ကြောင်းပြောပြလိုက်တဲ့အချိန်မှာချင်းကြံကိုဘတ်စကတ်ဘောအသင်းနဲ့ဝင်ခိုင်းနေခဲ့ပါတယ်။ ရှန်ကွေနဲ့ဝင်ဟာတို့ပါဘတ်ကပ်ပေါ်ရင်တွင်ဖို့ရလာခဲ့ကြပြီးရဲ့နောက်မှာတော့သူတို့ကိုမတီးပင်နဲ့ဝါတော့ကတော့စည်ရင်တွင်ဖို့တော့မှသူတို့မခေါ်လို့ဆိုပြီးတော့စိတ်ဆိုးနေခဲ့ပါသည်ဒါပေမဲ့ချင်းချင်းကတော့အသင်းမဝင်မင်းနဲ့သူဝင်ချင်းကရှီဖူးကျောင်းတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေပူဘတ်ကတ်ဘောတွေကိုဝင်မှာမဟုတ်ကြောင်းပြောခဲ့ပြီးတော့ဖုံးတံပိုးကိုသာပြန်ရောက်ပြီးမယ်လို့ပြောလိုက်ပါတယ်။ ခုရကတော့ပြိုင်ဘက်ចောင်းရင်အကြောင်းကိုပြောရတာလားဆိုပြီးတော့ဒေါ်သားထပ်သေးကနှစ်ចောင်းနေရမှာချစ်ကြည်ကစားပွင့်မွေးရအမြင်နဲ့ရှိကြမှာလို့သူတို့ရအမြင်နဲ့အနစ်ခံရအကြောင်းပြပြခဲ့ပါအဲ့ဒါကကြောင်းရင်ဘတ်စကတ်ဘောကောင်းဆောင်ပါလာပြီးတော့ငိုယူပြီးပြောနေကြကအရင်ကဆိုရင်သူတို့တွေကြာမှာကထိတ်တန်းအသင်းတွေပဲဖြစ်ကြပြီးတော့အခုဆိုရင်ကြောင်းအပြောင်းလဲကြောင်းမလို့အာဂါသာပြိုင်ပွဲတွေကိုလိလူထူတာကကြာပြီးဖြစ်ပြီးတော့စတိုက်ချုံနေလာခဲ့တဲ့နောက်မှာတော့ဘတ်စကတ်ဘောကျန်၃ယောက်လင်းထွက်သွားခဲ့ကြအောင်ပြောပြခဲ့ပါတယ် အသင်အားပြည့်လူနီးပါဖြစ်နေခဲ့ပြီးတော့ဒါပေမဲ့ရှင်းကြံအတွက်ကြောင်းဝဲပြောင်းကျင်လာမလို့ဘွားတော်ကိုအသင်းကိုပြန်လည်တိဆောက်ခိုင်းလိုက်ပြီးတော့မင်းရငါရေးတိမ်မဲ့ဖြစ်လာမှာလို့ပြောခဲ့ပါရင်နောက်ရဲ့မှာတော့ညနေတိုင်းလေးကျင်းတက်တဲ့အကြောင်းကလည်းအသက်ပြောင်းလာတဲ့ဘယ်လီကတော့ဖန်ဆောင်ကြီးကအရန်ကောင်းမွန်နေခဲ့ပြီးတော့တယောက်တည်းလေးကျင်းနေခဲ့ပါရင်စင်ကြံကလည်းနောက်ကိုကျိန်ထွက်သွားရင်အချိန်မှာတော့ခတိုင်းလိုပဲစကားပြောရင်ရှင်းဖို့ကြောင်းအောင်ပြောမင်းကိစ္စတွေဖြစ်နေကြတာကြောင့်မသိချင်အောင်ဆောင်ပြီးတော့ထွက်လာခဲ့ပါတယ် ပြန်ရောက်တိုင်းအချိန်မှာတော့ထင်တယ်လို့မဟုတ်ဘဲနဲ့သူရဲ့မိဘတွေကြောင့်သာစောက်တဲတဲ့လုံးနေခဲ့ရတဲ့သူတရားဖြစ်ပြီးတော့နောက်ွယ်မှာဘတ်စကတ်ဘောမကစားချင်ရတဲ့အကြောင်းရင်းကတော့တခုခုရှိနေခဲ့ပါရဲ့ဂျီရိုနဲ့ကွင်းထဲမှာတော့ဝါတုတ်လေးမှန်ကြောင်ပြင်းနေပါတင်ပြီးနေခဲ့ပြီးတော့တင်မြင်ရတဲ့အချိန်မှာတော့သူကိုယ်တိုင်ထွက်ပြီးတော့လုပြနေခဲ့ပါရဲ့ပါတော့လေတရားကြီးတာလုံးနေခဲ့ပြီးတော့သူကိုယ်တိုင်လေးတက်လုံးမမဝင်ပဲနဲ့ခုလျာရင်မျက်နာကိုတော့မှန်အောင်ပေါက်လိုက်ပါသေးတယ်။ ီလိုနဲ့ကောင်းရှင်းဆိုတဲ့ကောင်မလေးတယောက်ရောက်လာခဲ့ပြီးတော့ဘွားတုတ်လေးကြောင်းဥက္ကဋ္ဌဖြစ်ပြီးတော့အယံရှောင်းမောင်းလုံးနဲ့ရှစ်ပြကောင်းကြောင်းပြောပြခဲ့ပါတယ်။ကောင်းရှင်းကလည်းဘတ်ကဘောင်းရှင်းနေဘလူလဲလူလာမိနေခဲ့ကသူတို့အတင်းကအခုတေရှာဖွဲ့လင်းနေပါပြီလို့ပြောပြခဲ့ပြီးတော့ဘွားတုတ်လေးသူတို့ရှိပါတယ်ဆိုပြီးအကွက်တီတောင်ပြနေခဲ့ပါသည်။ကောင်းရှင်းကလည်းစောင့်မြော်နေပါပဲဆိုပြီးပြောပြပြီးတော့ပြုံးသွားခဲ့တာကြောင့်ဝါတုတ်တယောက်တော့အယံကိုပျော်လွန်ပြီးတော့ကြံနေခဲ့ပါတယ်။